ကြဘယ်တော့မှမကြ။ဘာကြောင့်လဲဆိုတော့ဘူဘူကမှစိတ်ထားချလို့လေချွေပင်နဲ့ပေါက်လာမှာမို့ငွေပင်နဲ့ပေါက်လာမှာမို့ကိုဒူးကိုချုံကွာကိုရှာမှာချွေတာဆိုင်ပို့ရှာမယ်ချွေတာမဆိုင်မပို့ဒါပဲတမုတ်တွေပဲကျွန်တော်တမုတ်တွေကတော့ကျွန်တော်ရဲ့အားကိုးရဖရားစားပဲကျွန်တော်စိတ်ညစ်တာအဲ့ဒါပဲယွတ်နေတာဟုတ်ကဲ့ကျွန်တော်စီပိုင်းရပြောင်းလုပ်တယ်ဆိုတာလည်းမြေဆန်းခရံပြိုပဲအားကြောင့်မို့ကိုကျွမ်းကျင်နဲ့ကိုတကျွမ်းနဲ့ပညာနဲ့ပဲရှာစားမှာ ခုကျွန်တော်ခံတိုင်းဆိုခေါင်းမမရွက်ပြီးရအောင်လားကျွန်တော်လှဲမမတင်ထားတဲ့စလုံးနှလုံးนี่ကျွန်တော်ခေါင်းမမရွက်တဲ့စလုံးအမေကျွန်တော်မိတ်ဆွေတယောက်ကဒီလှဲလေးဝယ်ပြီးတော့ပေးလို့ပေးလို့အဲကျွန်တော်လှဲလေးနဲ့တုံးမိရအောင်လားဒီလက်တလဲကိုလည်းကျွန်တော်လိုချင်တဲ့စိတ်ရှိပေမဲ့လည်းတိမ့်နဲ့ချီပစ္စည်းဆိုတော့ကျွန်တော်မဝယ်နိုင်အဲမိတ်ဆွေတယောက်ကဝယ်ပြီးတော့ကျွန်တော်ခေါင်းမရွက်တဲ့အစီအစဉ်ကနေလှဲပေါ်ရောက်သွားတော့ဟိုမှာတအားဖေးဆုံးသွားပြီးတဲ့ကိုဝင်ငါးလကြက်ခဲ့တာ ငါလာကြံခဲ့တော့ကျွန်တော်ပထမတော့ကတော့ဘာရောင်းမှမမသိဘူး။နောက်မှကျွန်တော်တငယ်ချင်းတွေอ่ะပေါ့เนาะဒီလိုပဲပြောင်းမှုတွေဘာတွေရောင်းမလာဆိုတော့အဲကိုဝင်နဲ့ရောင်းတာ။ရောင်းနေနေလာရင်လာတော့မရောင်းနိုင်တော့ဘူး။မရောင်းနိုင်တော့ထိုင်ရောင်းတယ်။ဘာကြီးမြတ်ပါ65နှစ်ပြည့်တော့ပါမယ်ခုနှစ်လပိုင်းဆိုပြည့်ပါပြီ။အဲပြောင်းမှုပြောင်းမှုပြောက်ပဲရောင်းနေ။ ောင်မှုတုံးလိုက်ကစုံဦးရောင်းတယ်ကွာပစ္စည်းနှမျိုးစလုံးကမတုံးတော့နှမျိုးလုံးရတဲ့ပံပဲရောင်းကျွန်တော်ရောင်းလာတော့အနည်း20ကျော်ပြီတားလေးကိုပေါ့ချပြီးတော့မွေးကြတယ်ဟာတော့ပရမတော့ကတော့ယောက်ျားလှုပ်ဆာစားတာပေါ့လေယောက်ျားဆုံးသွားတော့တားကိုဝင်နဲ့ကြံ့ခဲ့တော့ကျွန်တော်အခုတည်းကမွေးပေးတာလေအဲ့တားလေးမွေးပြီးတည်းကကျွန်တော်ပြောင်းမှုပဲရောင်းတော့လာဟုတ်ကဲ့အဲ့လိုပဲပေါ့လေအကိုတည်းချင်းမအထာအမတည်းချင်းမခဏပေးတာကျွန်တော်ကရောင်း ရောင်းပြီးတော့စားစရိတ်လေးတွားပေးနည်းနည်းလေးဟိုထိန်ချောင်းလို့ပြောလို့ဆိုလို့ရတဲ့အချိန်ကြတော့မှကျွန်တော်နဲ့တန်းနဲ့နှစ်ယောက်နေလာနေရာကနေတွားအိမ်အောင်ဖြူလိုက်တော့သူတွားသူတွားဟုတ်ကဲ့ဒီလိုပါပဲကိုဈေးရောက်နေဆိုတာလည်းရှုံးတဲ့ခါမြတ်တလဲတော့ရှိတာပဲမြတ်တဲ့ခါဒီငွေကြံလေးထားတာရှုံးတဲ့ခါဖြည့်စွက်တော့ဒီလိုပါပဲအဲ့ဒါတလားကို9000ခွဲပါ ။ဟိုလေမိသားက9000နဲ့9000ကွဲ။အိမ်လာကဒီမဲ့9000ဘယ်လိုခေါမလဲ။ကိုကိုလက်ခဏကို မကောင်းတဲ့အချိန်တာဒမီခဏကိုမကောင်းတဲ့အချိန်ကြရင်တော့တအားဆိုင်ရပါလေ။ဒါပေမဲ့ဖြတ်တန်းနဲ့ဘဝကြရင်တော့ကျွန်တော်ကစိတ်မညစ်တတ်ပါဘူး။ဒီနေ့အဆင်မပြေနောက်နေ့အဆင်ပြေမယ်ဆိုတော့ဇွဲကိုတော့ထားထည့်တာလေ။ကိုကဒီလိုဇွဲမထက်လို့လည်းမရဘူးလေ။ကျွန်တော်တယောက်တည်းဟုတ်။တာဒမီတာဒမီလေးကဓာရီလိုချင်နေဆိုရင်ကိုကရှာပေးချင်တယ်။ တာတမီတရားဓာလေးစားခြင်းနဲ့ဆိုရင်ရှာကျွေးခြင်းနဲ့အဲ့ဒါလည်းဖြစ်တဲ့အပြင်ငါရှာမှငါစားမယ်ငါရှာမှငါလှူနိုင်မယ်ဆိုတဲ့မမနာလေးနဲ့ဇွဲဟုတ်ပဲအာတင်ပြီးယူလာပါသူတို့ဘလို့ပဲပြောပြောလေးကိုပဝင်းကျင်ဘလို့ပဲပြောပြောကိုရှာမှကိုစားရကိုခုကိုအောင်တော့မယ်အချိန်ကာလမှာပဝင်းကျင်ဘလို့ပဲတက်ခိုက်တက်ခိုက်ကျွန်တော်နားမရောက်တာကျွန်တော်တော့မယ်လောင်းကျွန်တော်တတ်တတ်မှထဲပဲသွားတယ်ကျွန်တော်ဒီဈေးရောက်မယ် ငါမြန်ရစားမယ်မြက်တလောင်းနဲ့တင့်တိမ်မယ်ကျွန်တော်ဒီလိုစိတ်မျိုးပဲထားတယ်ဒီပြင်းဘာတရားစိတ်တော့မရှိဟုတ်ကဲ့တော့စီပန်းရေးပြောင်းလုပ်တယ်ဆိုတာလည်းမြေဆန်းခရံမျိုးပဲအားကြောင့်မို့ကိုကျွမ်းကျင်နဲ့ကိုတက်ကျွမ်းနဲ့ပညာနဲ့ပဲရှာစားမှာအခုကျွန်တော်ခံတိုင်းဆိုရင်ခေါင်းမမရွက်ပြီးရောင်းလာကျွန်တော်လှဲမမတင်လာတဲ့စလုံးနှလုံးကြီးကျွန်တော်ခေါင်းမမရွက်တဲ့စလုံးအမေကျွန်တော်မိတ်ဆွေတယောက်ကဒီလှဲလေးဝယ်ပြီးတော့ပေးလို့ ပေးလို့အဲကျွန်တော်လှဲလေးနဲ့တုံးမိရောင်းတာဒီလက်တလဲကိုလည်းကျွန်တော်လိုချင်တဲ့စိတ်ရှိပေမဲ့လည်းတိုင်းနဲ့ချီပစ္စည်းဆိုတော့ကျွန်တော်မဝယ်နိုင်အဲမိတ်ဆွေတယောက်ကဝယ်ပြီးတော့ကျွန်တော်ခေါင်းမွားရွက်တဲ့အစီအစဉ်ကနေလှဲပေါ်ရောက်သွားခေါင်းမွားမှာရွက်ရောင်းဒီလှဲသွန်းလာဆိုလို့ရှိရင်တော့၄နှစ်လောက်ပဲရှိသေးတယ်ကျန်နာတွေကတော့ကျွန်တော်ခေါင်းနဲ့ပဲရွက်ရောင်းတာညောင်းရင်ထိုင်အဲကျွန်တော်ကဒီကနေအခုဝယ်လာတဲ့လမ်းကိုကျွန်တော်ထွက်သွားလို့ဟိုဘက်မှာဆိုအုတ်ခုံလေးရှိတယ်အဲအုတ်ခုံမှာနှားမယ် နားပြီးအဲ့လိုရွတ်ရွတ်ပြီးရအောင်လား။ဒါပြောင်းမှထုတ်ထွက်ခြင်းဆိုရင်တော့များတယ်လေ။များတော့နည်းနည်းတော့အင့်တယ်။ဒါပေမဲ့ဝဲတူများလာတယ်ပြောင်းမှရော့ရော့သွားတော့ပေါ့ပေါ့သွားတယ်။အဲ့ဒါပဲ။ကျွန်တော်ပြောင်း80ပါ။မရွက်နိုင်လို့80ဖြစ်တဲ့အပြင်ခုခြေတော့ရနာကျင်မှုကြောင့်လည်း80တက်တော့ကျော်မရအောင်တော့ဘူး။အော်ကျွန်တော်ဒီဝဲကိုမတော်နိုင်။ဒါသူတို့တန်တမီဆိုတာကိုကတော့ခေါ်တာလေ။သူ့ဘာသူတို့လာတာမဟုတ်ဘူး။ပထမဆက် ဖျားပေးတဲ့လက်ဆောင်ပဲကောင်းဒီဆိုးဒီရတော့ကိုယ့်ရဲ့ကံကြမ္မာအကြောင်းတရားပဲတော့တာဓမီပုံမှာယနေ့အချိန်အထိစိတ်တူပြီးတော့ဒါပြောရင်ပြောလိုက်မယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဒါမဲ့တာဓမီပုံမှာမြစ်တာတော့မပြတ်ဘူးကျွန်တော်မပြတ်ဘူးကျွန်တော်မဆိုင်ရနေပဲစေတာဓမီကိုကြွေးခြင်းနဲ့မွေးခြင်းနဲ့အဲ့စိတ်မျိုးကတော့ကျွန်တော်မှာရှိတယ်ဒီလိုမျိုးပဲလေမိခင်တိုင်းကဒီလိုစိတ်မျိုးပဲထားရမှာပေါ့ကိုယ်တော်တမျိုးဆုံးပြမယ်ဆိုလို့ရှိရင်တော့ဒါဘယ်လိုစိတ်မျိုးလို့ခေါ်ရမလဲတော့မပြောတတ်ဘူး ဟိုမှာတားဖေဆုံးသွားပြီးတဲ့ကိုဝင်၅လကြံခဲ့တာ၅လကြံခဲ့တော့ကျွန်တော်ပရမတော်ကတော့ဘာရောင်းမှမမသိဘူးနောက်မှကျွန်တော်တငယ်ချင်းတွေอ่ะပေါ့เนาะဒီလိုပဲပြောင်းမှုတွေဘာတွေရောက်มาล่ะဆိုတော့ไอ้โกวินเนี่ยยาวน่ะยาวเนเน่ล้ายินน่ะတော့ไม่ยาวနိုင်တော့อูไม่ยาวနိုင်တော့ถ่ายยาวเนี่ยถ่ายပြီးတော့ပဲยาวเนี่ยยาวอ่ะနေပြီးတော့ခလေไอ้ตาတွေမွေးလာပြီးတော့ငယ်တော့ကျွန်တော်မရှာနိုင်ဘူးแล้วตาကိုလည်းย้อยๆမွေးอ่ะမခွဲမွေးอ่ะล่ะ ခွဲမှုရတာဖြစ်တဲ့အတွက်၅လလောက်ကတော့အကိုလေးရှိမှမိကိုပြီးစားတယ်။နောက်၅လကြော်သွားတာနဲ့ကျွန်တော်ဒူးကျွန်တော်ချုံလာပဲ။အကိုလေးဒုက္ခမပြီးတော့။ဒါအဲ့မှာပါ24နှစ်ပဲ။အခုအချိန်ထိရတော့ဒီလိုပါပဲ။ဒါမဲ့ဘယ်လိုခုံးမလဲ။စိတ်ချမ်းသာစွာထမင်းစားရတယ်စိတ်ချမ်းသာစွာအိပ်ရတယ်။အင်ရှင်တဲ့တဘောကောင်းတယ်။နောက်ပတ်ဝန်းကျင်ရဲ့ဆောင်းရှောက်မှုလည်းကျွန်တော်ရတယ်။ဒါရဲ့မေတ္တာလည်းရတယ်။အခုဒါ ျွန်တော်မွှေ့နိုင်တဲ့ပစ္စည်းတွေရွှေ့ပေးတယ်။ခုခြေထောက်နာနေလို့တောင်းခေါ်တာတာသူ့အိမ်ကသူနေတာ။မကြဘရောမမကြဘူး။ဘာကြောင့်လဲဆိုတော့ဒူဘုံကမှစိတ်ထကြလို့လေရွှေပင်နေပေါက်လာမှာမဟုတ်ငွေပင်နေပေါက်လာမှာမဟုတ်။ကိုဒူးကိုချွန်ကွာကိုရှာမှာ။ခြေတာဆိုင်ပို့ရှာမယ်။ခြေတာမဆိုင်မပို့။ဒါပဲ။အတော်နဲ့တွန်းနေတဲ့အချိန်မှာတော့ငါပစ္စည်းကုန်အောင်ရောင်းမယ်။ဝဲသူကိုစိုက်ချမ်းတောင်းအောင်ဆက်ဆံမယ်ကျွန်တော်ကကျွန်တော်ဖျားစာရွတ်နေတယ်။ဘာဖျားစာရွတ်။တံပုတ်တွေပဲရွတ်တယ်။တံပုတ်တွေပဲကျွန်တော် တမုတ်တရားတော့ကျွန်တော်ရဲ့အာကိုရဖျားစားပဲကျော်စိတ်ညစ်တာအဲ့ဒါပဲယွနေတာဘဝမှာတော့အေးအေးဆေးဆေးပဲနေချင်ပါတယ်တော့ဖျားနဲ့တရားနဲ့နေကြားနေရတဲ့ဘဝမှာပဲအေးအေးချမ်းချမ်းပဲနေချင်ချမ်းသာဖို့မမျှော်လင့်ဘူးစိတ်ချမ်းသာဖို့ပဲမျှော်လင့်တယ်စိတ်ချမ်းသာမှလူဘဝမှာနေရတာအဆင်ပြေတယ်ငွေချမ်းသာဖို့မလိုငွေချမ်းသာပြီးတော့အဆင်မပြေတာတွေများရင်တအားစိတ်ညစ်ရတယ်စိတ်ချမ်းသာမှုဆိုရင်ကိုယ့်ဘဝမှာကိုယ်အေးအေးချမ်းချမ်းနေရ ျွန်တော်ကတော့ဒီအိမ်နံပါတ်တယ်ကျွန်တော်တို့မြေထောင်ဝင်ခေါ်တာနေမြေကိုကျွန်တော်ဒါဒါခိတ်လက်ဖေးဆိုင်အဲ့မှာငားနေဒါမင်္ဂလာတောင်ညို့မြို့နယ်လေနေမြေမင်္ဂလာတောင်ညို့မြို့နယ်မြေထားဝင်ကျွန်တော်နေလိုက်အိမ်နေရနေမြေကိုအိမ်အိမ်ရှင်ကလက်ဖေးဆိုင်ဖွင့်တာတို့ဒါဒါခိတ်လက်ဖေးဆိုင်ဒီမှာကျွန်တော်ပရမနေတာခဲ့တဲ့နှစ်တရာတော့များပါတယ် ဒါပေမဲ့ဟိုဘဟိုအိမ်နေလိုက်ဒီအိမ်နေလိုက်နေရင်ဒီအိမ်မှာတော်တော်ကြာသွားတယ်။ကန်ဆိုးတယ်လို့မမျော်လင့်ဘူးလေ။ဘာကြောင့်လဲဆိုတော့ဒါကိုယ့်ရဲ့ဘွားပဲကုတော်ဖျားပဲကုတော်ပဲ။ကျွန်တော်စိတ်ထဲမှာကြားဖို့ပဲကိုကိုကိုပဲအားပေးပြီးပဲနေတယ်။ကျွန်တော်စင်းရဲလဲကျွန်တော်စိတ်မညစ်ဘူး။ချမ်းသာလဲမပျော်ပိုက်ဘူး။ဘာပြောလို့လဲဆိုတော့ချမ်းသာပြီးတော့စိတ်ညစ်ရမယ်အကြောင်းတရားတွေဖြစ်လာပဲ။ဒီချမ်းသာမှုကအလကားပဲ။အော်အဲ့ဒါအဲ့ဒါသူတို့ကသူတို့စိတ်ဓာတ်ကိုသူတို့လျှော့တာလေ။ စိတ်ဓာတ်ကမလျှော့ရဘူးသူသူတယောက်မှစိတ်ဓာတ်ကအရေးအကြီးဆုံးပဲစိတ်ဓာတ်ဆိုတာလည်းအဲခုနပြောပေါ့ကိုကိုကိုကောင်းတယ်သူများကိုသွားပြီးနှိမ့်ဆက်ဖို့ညှင်းပန်းဖို့လူဖို့ရက်ဖို့ဒါကိုပြောတာမို့ကိုခွန်ကိုအားနဲ့ကိုနိုင်နဲ့ဝင်နေတဲ့ကိုရှာစားမယ်နိုင်ရလေးဘက်ရှားမှမဝင်ခြင်းဘူးအေးအေးဆေးဆေးအမိုးနဲ့ကာနေပဲနေချင်တယ်တထောင်ရရင်တထောင်နဲ့စားမယ်900ရရင်900နဲ့စားမယ်ကိုတုံးတက်လောက်ပို့ဆိုင်ရင်ကိုနောင်ရေးအတွက်ရမယ်ကျွန်တော်ဒါပဲတွေ့တယ် ကျွန်တော်ကိုကျွန်တော်လည်းဆေးရောင်းရတာလည်းစိတ်မညစ်ဘူးမရောင်းကောင်းဒီနေ့မရောင်းကောင်းမနေ့ပြန်ရောင်းကောင်းမယ်ကျွန်တော်ဒီလိုပဲတွေးတယ်